ဆိုဖီယာလေးရဲ့ချစ်လာစွာသောဖေဖေတမိဖေဖေကိုချစ်တယ်လို့ဆိုဖီယာကသူ့ရဲ့ဖေဖေကိုချစ်ချင်းမြတ်တာရင်းနဲ့ပြောလိုက်ပါတယ်။ဒါပေမဲ့ဆိုဖီယာရဲ့အကြောင်းမှာတော့အရာအားလုံးကအဆင်မပြေပါဘူး။သူမရဲ့မှန်စုတွေကမပြေစုံတဲ့အတွက်ဆီယာမကသူမကိုကြောင်းစင်းချိန်ထိနေပြီးအရာတွေပြီးအောင်လုပ်ရမယ်လို့ဆိုပါတယ်။ဆိုဖီယာလေးကတောင်းပန်လိုက်ပေမယ့်ဆီယာမကတော့သူမကို နေရာမှာပြန်သွားထိုင်ခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့တင်ချချိန်မှာတော့ဆရာမကကြောက်တဲ့မုံမောကပြဿနာကိုဘသူဖြေရှင်းနိုင်တယ်လဲလို့မေးလိုက်ပါတယ်။အတန်းလေးကကလေးတွေကဘသူမှမဖြေနိုင်ကြပါဘူး။ဒါပေမဲ့တိတ်ကိုအန်ဩစရာကောင်းတာက ဆိုဖီယာက အဖြေကိုချက်ချင်းပြောလိုက်နိုင်ပါတယ်။ဆရာမလည်းအန်ဩသွားပြီးဘလို့လုံးလိုက်တာလဲလို့မေးတဲ့အချိန်မှာတော့ဆိုဖီယာက"သူမကမရေးဘဲနဲ့တောင်တက်နိုင်တယ်"လို့ပြောလိုက်ပါတယ်။ ဆရာမကတော့မနေ့ပြန်မနေ့မှာသူမရဲ့ဖေဖေကိုလာတွေ့ဖို့ပြောလိုက်ပါတယ်။နောက်တနေ့မှာတော့ဆိုဖီးယားရဲ့ဆရာမကသူမရဲ့ဖေဖေကိုဆိုဖီးယားကအရန်တော်ပေမဲ့စီကန်းနဲ့တာဝန်ယူမှုအားနည်းတယ်လို့ပြောပါတယ်။ဆိုဖီးယားလေးရဲ့ဖေဖေကတော့သူ့သမီးလေးကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပြိုးထောင်နေပါတယ်လို့ပြောလိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ဆိုဖီးယားရဲ့ဖေဖေက သူ့ကိုဘဝကမလွယ်ကူတဲ့အကြောင်း ဂျာဝင်မယူတတ်ရင်အခက်ခဲတိတ်တိတ်လေးကတော့လူကိုချိုးဖြတ်နိုင်ကြောင်းဆုံးပါပါတယ်။အဲ့ဒီအချိန်မှာတော့ဆိုဖီယာလေးကဖေဖေတမီးကိုဂတိပေးထားတဲ့ဆက်ဘင်းဝယ်ပေးပြီးသီလားလို့မေးလိုက်ပါတယ်။သူ့ဘေက သူဂတိဖြတ်မိတဲ့အကြောင်းကိုဝန်ခံလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဒေါက်တာရီကန်စီကိုအရေးပေါ်ဖုန်းဝင်လာခဲ့ပါတယ်။ဒေါက်တာရီကန်ဆိုတာကတော့ဆိုဖီယာရဲ့ဖေဖေပါပဲ။ ဖုန်းဝင်လာတဲ့အကြောင်းကတော့မစ္စတာဂျိမ်းဆိုတဲ့လူတယောက်ကလယ်ထဲမှာရုတ်တရက်လဲကျသွားခဲ့လို့ပါ။ဆိုဖီးယားရဲ့ဖေဖေက လူနာစီကို ချက်ချင်းလိုက်သားရပြီးဆိုဖီးယားလေးကိုတော့အိမ်ပြန်ခိုင်းလိုက်ပါတယ်။မစ္စတာဂျိမ်းကိုစံတက်ပြီးတဲ့အခါမှာတော့ထူးခြားချက်တစ်ခုကိုတွေ့လာရပါတယ်။ဒါပေမဲ့ပိုသေးချသွားအောင်လို့နောက်ထပ်စံတမ်းမှုတွေလုပ်ဖို့လိုအပ်နေပါတယ်။ဒါကြောင့်မစ္စတာချိန်မြို့ကိုသွားရပါလိမ့်မယ်။ Mr. Chen ကတော့ Dr. Regan ကိုသူ့အတွက်အကူအညီတောင်းလိုက်ပါတယ်။ Dr. Regan ကသူ့ကိုမနေ့ပြန်မြို့ကိုလိုက်ပို့ပေးမယ်လို့ပြောလိုက်ပါတယ်။ Dr. Regan ကသူ့ရဲ့လူနာတွေစီကငွေမယူတဲ့အပြင်တစ်ခါတလေမှသူ့ဘက်ကပြန်ပေးရတဲ့အကြောင်းကိုလည်းသူ့တငယ်ချင်းဆရာဝန်နဲ့ပြောပြဖြစ်ပါတယ်။သူ့ရဲ့လဆာကနောက်ကျနိုင်မိမယ်။သူက Mr. Chen ကိုကူညီချင်နေခဲ့ပါတယ်။သူ့ရဲ့တငယ်ချင်းဆရာဝန်က ကြံခဲ့တဲ့လူနာတွေကို သူဆက်ကြည့်ပေးထားမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဒေါက်တာရီခန့်အထက်တော့လက်ထဆရာဝန်တယောက်လိုအပ်တယ်လို့လည်းထောက်ပြလိုက်ပါတယ်။အိမ်ပြန်ရောက်တော့ဆိုဖီယာက သူမရဲ့ဖေဖေကိုကြိုဆိုလိုက်ပါတယ်။ညစာစားပေးတဲ့အချိန်မှာတော့ဆိုဖီယာကသူ့ရဲ့အိမ်စာတွေကိုမလုပ်ချင်ဘူးလို့ပြောလိုက်ပါတယ်။သူမရဲ့ဖေဖေက ဒီနေ့ဆရာမကဆိုဖီယာဘလောက်တော်တဲ့အကြောင်းပြောပြလိုက်တယ်ဆိုတာကိုပြန်ပြောပြလိုက်ပါတယ်။ပြီးတော့သူ့ကိုဆရာဝန်ဖြစ်စေခြင်းကြောင့်လည်းပြောပါတယ်။ဒါပေမဲ့ဆိုဖီယာကတော့ကြီးလာမှဘာလုပ်ချင်လဲဆိုတာကို ဆုံးဖြတ်မယ်လို့ပြန်ပြောလိုက်ပါတယ်။ဆိုဖီယာရဲ့မိမိကတော့သူမကို အခွင့်အရေးပေးဖို့ပဲပြောပါတယ်။နောက်ရက်တွေမှာတော့မိုးရီဟာအဆက်မပြတ်ရွာနေခဲ့ပါတယ်။ မှားထားတဲ့ပဋိစီဝါဆီတွေကလည်းမရောက်သေးပါဘူး။ဒေါက်တာရီကန်ကမစ္စတာဂျိန်းအတွက်ဆေးရဖို့ကိုရိုင်းမျိုးကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆိုဖီးယားရဲ့မိမိကတော့ယာတီဦးတို့မကောင်းတဲ့အတွက်ဒေါက်တာရီကန်ကိုမသွားဖို့တားပါတယ်။ဒေါက်တာရီကန်မျိုးကိုသွားနေတော့မှပဲဆိုဖီးယားနဲ့သူမရဲ့မိမိတို့ကအိမ်မှာစောင့်နေကြကြပါတယ်။ဆိုဖီးယားရဲ့မိမိကတခါတလေလူတွေတကယ်နေမကောင်းဘူးလား။ ဒါမှမဟုတ်အခမဲ့ဆေးပဲလိုချင်နေတာလားလို့တွေးမိတဲ့အကြောင်းကိုလည်းပြောပြပါဗျ။ဆိုဖီးယားကသူမရဲ့မိမိကိုဒီလိုမပြောတင်ပါဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်အတွင်းမှာပဲ Mrs. Stanton ဆိုတဲ့အမျိုးသမီးတဦးရောက်လာပြီးဒေါက်တာရီဂန်ဆော့ဆော့ရွရွမတော်တဆမှုဖြစ်သွားတဲ့အကြောင်းကိုလာပြောပြပါဗျ။ဒေါက်တာရီဂန်ကိုဆေးရုံကိုခေါ်သွားကြပါဗျ။ သူတို့တတ်နိုင်သလောက်လုပ်ပေးပေးမယ်။သူ့ကိုမြို့ကိုခေါ်သွားဖို့လိုအပ်နေပါတယ်။မိုးရီအရန်ရွာနေပေမယ့်လူတွေကဒေါက်တာရီကန်ကိုကူညီဖို့အတွက်စုဝေးရောက်ရှိလာခဲ့ကြပါတယ်။မစ္စတာဂျင်းကသူ့ရဲ့ရောင်နေတဲ့အသေးအကြောင်းဒေါက်တာရီကန်ကိုမပြောပြခဲ့ရင် သူဟာဒီနေ့မှတည်သွားနိုင်ကြောင်းပြောပါတယ်။လူတွေကတတ်နိုင်တဲ့ငွေကြေးအကူအညီတွေကိုလည်းပေးကြပါဗျ။လွန်ခဲ့တဲ့နှစ်တွေက ဒါတာရီကန်ကသူ့သမီးနဲ့ကလေးကိုကယ်တင်ခဲ့ပြီးမြိုက်ဆန်အောင်မယူခဲ့ဘူးလို့မစ္စစ်စတန်တန်ကပြောပါတယ်။ဒါတာရီကန်ကအမြဲသူတို့အတွက်ရှိနေခဲ့လို့အခုတော့သူတို့အလှည့်ပဲလို့လူတွေက ပြောကြပါတယ်။ဆေးရုံမှာဒါတာရီကန်ကိုစောင့်နေတော့ဆိုဖီးယားရဲ့မိမေကသူမကိုအိမ်ပြန်ပြီးမနေ့ပြန်ဆောင်မေးပွဲအတွက်ပြင်ဆင်ဖို့ပြောလိုက်ပါတယ်။ဆိုဖီးယားကမသွားကြမေးမေး တမရဲ့ဖေဖေက သူစာမွေးပွဲပြက်ကွက်တာကို မလိုလားဘူးဆိုတာသိတဲ့အတွေ့အိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။ Mrs. Stanton ကဒေါက်တာ Regan ဟာသူတို့အလုံးတွေမျှော်လင့်ချက်ဖြစ်လို့သူပြန်ကောင်းလာမှာပါလို့ Sophia ကိုအားပေးလိုက်ပါတယ်။အိမ်ကိုရောက်တော့ Mrs. Stanton က Sophia အတွက် ဟင်းချုပ်ယူလာပေးခဲ့ပါတယ်။တမရဲ့မိမိကဟင်းချုပ်ဟာ စိတ်ရောကိုယ်ပါတက်တာစေနိုင်တယ်လို့ပြောမှုတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ ။နောက်ရက်တွေမှာတော့ဆိုဖီယာကစာမူးပွဲရမှတ်တွေကိုရလာပါတယ်။သူ့အဖေကရမှတ်တွေကိုကြည်ကျင်ပေမဲ့ဆိုဖီယာကတော့လုံးဝစိတ်မဝင်စားပါဘူး။ဘာလို့လဲဆိုတော့သူမအားလုံးတည်ပြီးသားလို့သူမရဲ့ဖေဖေကပြောလိုက်ပါတယ်။သူမသိတာကတော့သူ့အတန်းမှာအတော်ဆုံးဖြစ်တဲ့အတွက်ဘာလို့ခြင်းလဲဆိုတာပါပဲ။ဆိုဖီယာကစပိန်လိုခြင်းတယ်လို့ပြောလိုက်ပါတယ်။သူမရဲ့ဖေဖေက သူမကိုချစ်စနိုးလေးနဲ့ဖဖေရဲ့မင်းသမီးလေးလို့ခေါ်ပြီးသူမဆန္ဒကိုဖြည့်ဆည်းပေးမယ်လို့ပြောလိုက်ပါတယ်။ဒေါက်တာရီကန်ကစတီဗီရဲ့ဇနီးနဲ့သမီးလေးကောင်းကောင်းမွန်မွန်ရှိတဲ့အကြောင်းပြောပြနေတော့ကစတီဗီရဲ့မျက်နှာမှာပေါ်လာတဲ့ဝမ်းသာပေးတီကိုဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူးလို့တွေးမိပါတယ်။အဖေတယောက်ဖြစ်ရတာဟာလူတယောက်အတွက်အကောင်းဆုံးအရာဖြစ်မယ်လို့သူထင်ပါတယ်။သမီးတယောက်အတွက်လည်းအဲဒီလိုပါပဲ။ သူစတီဗင်ကိုဒီသတင်းကောင်းပြောပြခွင့်ရတဲ့အတွက်ရောသူ့မှာဆိုဖီယာလိုသမီးလေးတယောက်ရှိတဲ့အတွက်ပါအယံကံကောင်းတယ်လို့ခံစားရပါတယ်။ဒါပေမဲ့လှုပ်ရှားရည်အများကြီးကြံနေပါသေးတယ်။ဒီဒေတာကရွာတွေမှာဆေးရုံတယုံလိုအပ်နေတာပါပဲ။ဆရာဝန်တွေနဲ့သူနာပြုတွေလည်းလိုအပ်ပါတယ်။သူ့ရဲ့ဇနီးမယ်နီကသူအကောင်းဆုံးလုပ်နေတယ်လို့ပြောပေမဲ့သူ့ရဲ့အကောင်းဆုံးဆိုတာလုံလောက်ရဲ့လားလို့သူကတော့စိုးရိမ်နေပါတယ်။ ဒီနေ့မှာပဲဆေးရုံအတွဲအစိုးရရဲ့ရန်ပုံငွေတောင်းခံမှုကိုနောက်တစ်ချိန်ပယ်ချခံလိုက်ရပါတယ်။သူကတော့အယန်းကိုစိတ်ပြတ်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကောင်းငင်တမန်လေးလိုဆိုဖီယာက သူ့ရဲ့ရမက်စာရွက်ကလေးနဲ့အခန်းထဲကိုဝင်လာခဲ့ပါတယ်။သူမဟာအတန်းထဲမှာအတော်ဆုံးဖြစ်လို့သူမကိုဖယ်လိုက်တဲ့အခါမှာတော့ဝမ်းသာမှုနဲ့မျောလင်းချက်တွေကို ခံစားလိုက်ရပါတယ်။ ဒီနေ့မှာဆိုဖီယာဆရာဝန်ဖြစ်လာလိမ့်မယ်။ဒီနေ့မှာဆိုဖီယာကသူမလုံနိုင်တာတွေကို လုံလိုက်မယ်လို့တွေးရင်းနေပေါ့။ချစ်လာစွာသောသမီးလေးရေ။ဒီနေ့လူတစ်ယောက်ကဖေဖေကိုနေ့စဉ်ဖျားနာခြင်းနဲ့ဒုက္ခတွေကြားထဲမှာဘလို့လုပ်ပြီးစိတ်ကောင်းရှိပြီးပျော်ရွှင်နေနိုင်တာလဲလို့မေးတယ်။ဖေဖေကတော့မဆိုင်မထွက်ပဲဆိုဖီယာကြောင်းလို့ဖြေလိုက်ပါတယ်။သူမရဲ့ဖေဖေကဆိုဖီယာရဲ့အမေနဲ့သူ့ရဲ့အဖိုးကိုလည်းချစ်ပေမဲ့ဆိုဖီယာပြုံးလိုက်တဲ့အခါတိုင်းမှာ သူ့ရဲ့ကဘာကြီးဟာပျော်ရွှင်မှုတွေနဲ့ပြည့်သွားပါတယ်။ပြီးတော့ဆိုဖီယာနာကျင်နေတဲ့အခါမှာဆိုရင်တော့အရာအားလုံးပျက်စီးသွားသလိုခံစားရပါတယ်။ဆိုဖီယာကို သူဘလောက်ချစ်တဲ့အကြောင်းပြောပြနိုင်ရင်ကောင်းမယ်လို့သူကတွေးနေပါတယ်။ဒီနေ့မှာတော့သူမရဲ့အဖေက သူ့သမီးလေးကိုပေးထားတဲ့ဂရီကိုဖျက်လိုက်ရပါတယ်။သူမလိုချင်တဲ့စပိန်လေးကိုဝယ်မပေးနိုင်ခဲ့ပါဘူး။ သူစပိန်ဝယ်ဖို့သွားနေတော့မှဒိုနိုဗန်ရဲ့ဇနီးကခြေထောက်ကျိုးသွားခဲ့ပါတယ်။သူမကိုခွဲစိတ်ဖို့လိုအပ်ပြီးအဲ့ဒါကိုမျိုးကဆေးရုံမှာပဲလုံနိုင်တာကြောင့်ကုန်ကြစိတ်လည်းများပါတယ်။သူဟာဆိုဖီးယားရဲ့စပိန်နဲ့မစ္စစ်ဒိုနိုဗန်ရဲ့ခြေထောက်ကြားမှာရွေးချယ်ရပါတော့တယ်။ဆိုဖီးယားနားလည်လိမ့်မယ်ဆိုတာသူသိပေမဲ့သူဟာရှုံးနေသူတယောက်လို့ခံစားနေရပါတယ်။ဆိုဖီးယားဘဝကအမြဲတမ်းမလွယ်ကူဘူး ပြီးတော့သမီးတာဝန်မယူရင်အသေးဆုံးအခက်ခဲတွေကတော့သမီးကိုချိုးဖျက်သွားလိမ့်မယ်။သမီးကအယမ်းတော်တယ်။ဖေဖေသမီးကိုဂတိပေးထားတဲ့စပိန်ကိုဝယ်ပေးပြီလား။သမီးကိုဂတိဖြတ်တယ်တာဝန်မဲလိုက်တာ။အဲ့ဒီလိုပြောပြီးဆိုဖီယာကညင်းညူလိုက်ပါတယ်။နောက်ရက်တွေမှာတော့ဒေါက်တာရီကန်ဆေးရုံမှာဆက်ရှိနေပါတယ်။ဆိုဖီယာနဲ့သူမရဲ့အမေကသူ့ကိုစိတ်ပူနေကြပါတယ်။ ဖေဖေဘလို့နေလဲကောင်းလာမှာပါလို့ဆိုဖီးယားကသူမရဲ့အမေကို ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဒေါက်တာရီကန်ကမစ္စစ်တန်တန်ကို တွေ့ချင်တယ်လို့လာပြောပါတယ်။ဆိုဖီးယားကသူမရဲ့အဖေကိုဟုတ်ကဲ့ဖေဖေမြညာနေကောင်းပါစေ။တမီးဘယ်တော့မှဘာကောမှမငြင်းညူတော့ဘူးလို့ဂတိပေးပါတယ်။တမီးကတာဝန်ယူတတ်တဲ့သူဖြစ်လာရမယ်။ပြီးတော့ဖေဖေအိမ်မက်မက်ခဲ့တယ်လို့ဆရာဝန်တယောက်လည်းဖြစ်လာရမယ်လို့ပြောလိုက်ပါတယ်။ အဲ့ဒီနေ့ကစပြီးဆိုဖီယာလေးကပြောင်းလဲသွားခဲ့ပါတယ်။နောက်ရက်တွေမှာတော့ဆိုဖီယာကဆေးကင်းကိုလိုက်သွားပြီးတူနာပြုတ်ကိုကိုညီပေးပါတယ်။တူမက လူနာတွေကိုကူတားလို့မရသေးပေမဲ့ဘယ်လိုကူညီရမလဲဆိုတာကိုမေးပါတယ်။လုနာတယောက်ကနွားနူးညင်ရင်လဲကြသွားလို့ခြေထောက်နာနေခဲ့ပါတယ်။ဆိုဖီယာကဆေးလိမ်ပေးပြီးပက်တီစီပေးလိုက်ပါတယ်။ နောက်ထပ်လူနာတယောက်ရဲ့ဒဏ်ရာတွေကိုလည်းစေကျော်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒေါက်တာရီကန်အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။တားလေးပြန်လာတာဝမ်းသာလိုက်တာလို့သူမရဲ့အဖိုးကပြောလိုက်ပါတယ်။ဆိုဖီယာဘမလဲလို့သူမရဲ့ဖေဖေကမေးပါတယ်။ဆိုဖီယာလေးကတော့ဒီနေ့သူမရဲ့ဖေဖေအိမ်ပြန်လာမယ်ဆိုတာကိုမသိပါဘူး။ သူအိမ်မှာအနားယူနေတော့မှာတော့သူမတို့ကအသေးစားလူနာတွေကိုဆက်လက်ကူတာပေးနေကြပါတယ်။ဘာလို့လူတွေအလုံးဒီမှာရောက်နေကြတာလဲလို့ဒေါက်တာရီကန်ကမေးပါတယ်။သူစနေကအကောလိုချင်တဲ့ဆေးတွေပါလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဆိုဖီယာလည်းပြန်ရောက်လာခဲ့ပါတယ်။ဆိုဖီယာကဆေးကမ်းမှာကျမကိုနေတိုင်းကူညီနေတာ။ဘာလို့ငါ့ကိုဘယ်သူမှ မပြောကြတာလဲလို့ဒေါက်တာရီကန်ကမေးလိုက်ပါတယ်။ သူရဲ့ဇနီးကသူ့ကိုအံ့အားတင့်စေခြင်းလို့လို့ပြန်ဖြေလိုက်ပါတယ်။တမီးအယမ်းကိုတောင်းပန်ပါတယ်ဖေဖေ။တမီးအယမ်းကိုကြိုးရှာခဲ့မိတယ်။ပြီးတော့ဖေဖေလှုပ်ပေးခဲ့တဲ့ကောင်းမှုတွေအတွက်ဒီဟွာကလူတွေဖေဖေကိုဘလောက်ချစ်လဲဆိုတာကိုတမီးမမြင်ခဲ့မိဘူး။တမီးတို့လည်းဖေဖေကိုအယမ်းချစ်ပါတယ်လို့ဆိုဖီယာကပြောလိုက်ပါတယ်။တမီးလည်းဖေဖေနဲ့အတူတူအားလုံးကိုချစ်ပါတယ်။အခုမှတမီးသိတော့တယ်။ဖေဖေဘာလို့တမီးကိုဆရာဝန်ဖြစ်ချင်လဲဆိုတာကိုလေ။ ဘာမစော်ဖြစ်နိုင်တဲ့တမီဘသူပဲဖြစ်ချင်းဖြစ်ချင်းတမီရဲ့ဆန္ဒအတိုင်းပဲဖေဖေလိုချင်လို့တမီဘာမှဖြစ်စရာမလိုဘူးမဟုတ်ဘူးဖေဖေတမီစဲကမ်းမှာနေရတာကြိုက်တယ်လူတွေတက်တာလာပြီးသူတို့မိသားစုတွေကချစ်ချင်းမြတ်တာနဲ့ကျေးဇူးတင်တဲ့မျက်လုံးတွေနဲ့ကြည့်တဲ့အခါမှာကဘာပေါ်မှာတိတက်ပြောစရာကောင်းတာမရှိတော့ဘူး။အခုသမီးတိသွားပါပြီ။ဘာလို့ဖေဖေစပိန်ဝင်မဲ့အစားမစ္စဒိုနိုဗန်ကိုကူညီဖို့ရွေးချယ်ခဲ့လဲဆိုတာကိုလေ တမီးဆိုရင်လည်းအဲ့ဒီလိုပဲလုပ်မှာပါဖေဖေတမီးတကယ်တကယ်ဆရာဝန်ဖြစ်ချင်တယ်ပြီးတော့ဖြစ်လဲဖြစ်လာမှာပါဂတိပေးပါတယ်ဖေဖေတမီးဖေဖေကို တိတ်ချက်ပါတယ်လို့ဆိုဖီယာလေးကပြောလိုက်ပါတယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ခလီတို့လေဆိုဖီယာလေးနဲ့သူမရဲ့ဖေဖေလို့စိတ်ကောင်းရှိပြီလိုအပ်နေတဲ့သူတွေကိုကုညီတတ်ကြရမယ်နော်